မင်္ဂလာပါအဲကျွန်တော်ဒီဗီဒီယိုကတော့ဗောနော်ဒီ frappe ကို virtual machine ရပြင်ပါနေဗောနော်ဒီစိတ်နှုတ်ဝက်ပေါ်ကနေဘယ်လိုသုံးမလဲဗောနော်စိတ်နှုတ်ဝက်ပေါ်ကသုံးမယ်ဆိုလို့ရှိရင်ဘာတွေ set up လုပ်ဖို့လိုလဲအဲပြီးလို့ရှိရင်တခြားသော app တွေထပ်ထည့်မယ်ဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့ထပ်ထည့်မလဲအဲအဲ့ဒီအပိုင်းလေးတွေကိုဒီဗီဒီယိုလေးမှာ share လုပ်တော့ပါမှာโอเคကျွန်တော်ဆက်သွားလိုက်အောင်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ VM ဖွင့်ပါတော့ Virtual Machine ဖွင့်ပါဖွင့်ပြီးရရှင်ကျွန်တော်တို့ရဲ့ bench ရဲ့ bench ရဲ့ directory တော့သွားပါတော့เนาะဒါဒီ fabric bench တော့ကျွန်တော်သွားမယ်သွားပြီးတဲ့ခါမှာကျွန်တော်တို့ဘာလုပ်မလဲဆိုရရှင် bench ကို set လုပ်မှာပေါ့โอเคအပ္ပမောင်းဆိုကျွန်တော်လုံးလေးလုံးထိုင်ရှိတာတော့ဘာလုပ်ရမလဲဆိုရင်ဒီ port number ပေါ့နော်ဘယ် port number မှာ run နေလဲပေါ့အဲ့ port number ကိုကျွန်တော်တို့ firewall on မိမယ်ပေါ့နော် firewall on မိမယ် command လေးတစ်ခုကျွန်တော်တို့ထည့်မယ် အာကျွန်တော်တို့အဲ tab new tab လေးခေါ်လိုက်မယ် file on လားဟာ file on ဆိုတော့ကျွန်တော် sudo အာ file ubuntu firewall ufw ပေါ့နော် ubuntu firewall အာ allow အလားကျွန်တော်တို့8000ပေါ့ဒါပါပဲအဲကျွန်တော်တို့အဲဆိုရင်ကျွန်တော် password လေးပေးပေါ့နော်ဒါဆိုပြီးပါပြီအာဒါကျွန်တော်မှရှိပြီးသားမဟုတ်လို့ဒါ easy to skip လုပ်လိုက်မယ်လို့ပြောတာပေါ့နော်အာမလုပ်ရသေးရင်တော့ ဒါအရူဖြစ်လို့ဆိုပြီးတော့ဖြစ်သွားမှာပေါ့ဆိုတော့ file on ui ဆိုလို့ရှိရင်ကျွန်တော်တို့ဒန်းပြီးတော့သုံးလို့ရပြီလားပေါ့ခုနကဒီဒီဒီကောင်ပေါ့နော်192.168.1ဒီကောင်လေးပေါ့ဗျာနော်ဒီကောင်လေးကျွန်တော် copy ကူးလိုက်မယ်ပေါ့ copy ကူးပြီးကျွန်တော် browser တစ်ခုဖွင့်လိုက်မယ်ပေါ့ဗျာနော်နော် browser တစ်ခုဖွင့်လိုက်မယ်ပေါ့ဗျာ โอเคခဏလေးတော့ကျွန်တော်တို့ continue with the TV ပါလဲတော့ဒီโอเคကျွန်တော်ဒီမှာပေါ့ဘာသာတခုဖွင့်လိုက်မယ်ခုနကကျွန်တော် copy ကူးလိုက်လင့်လေးရှိတယ်ပေါ့နော်ဒီလင့်လေးပေါ့အဲကျွန်တော်ဒီမှာ enter ခေါက်လိုက်မယ်အဲဒါဆိုရင်ကျွန်တော် not found ဖြစ်နေပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုတန်းခေါ်လို့မရဘူးပေါ့အဲတန်းခေါ်လို့မရကျွန်တော်ဘာမှမဟုတ်ပါဘူးအဲကျွန်တော်တို့ရဲ့ host file မှာကျွန်တော်ဒီမှာ name လေးပေါ့နော်ကျွန်တော်တို့က add to host လုပ်ထားတာက vdvm ပေါ်မှာ အာမိုင်အီရပြီးတော့လိုကဲဆိုပြီးကျွန်တော်လောက်ထားတာဟုတ်အဲ့တော့အဲ့မိုင်အီရပြီးတော့လိုကဲဆိုတဲ့ဥစ္စာလေးကိုဒီ IP address နဲ့ machine သွားလောက်ပေးဖို့ကျွန်တော်တို့သုံးမယ်အာ OS ပေါ်မှာလည်းအဲ့ဒါလေးလောက်ပေးရမှာပေါ့ဗျာနော်အဲ့ဒါလွတ်လွတ်လပ်ပါပဲအာကိုယ့်ရဲ့ကွန်ပျူတာလေးကိုသွားပေါ့ဗျာနော်ဟော sorry အာကိုယ့်ရဲ့ directory တွေကိုသွားပေါ့ဗျာနော် C အောက်မှာဘာရှိသလဲ Windows ရှိတယ်ပြီးရှင် system 32ဆိုတာရှိတယ်ဗျာအဲ့ system 32ထဲကမှာ အာကျွန်တော်တို့ driver ဆိုရကောင်တွေ့လိုက်ပဲဗျာနော် drivers ဒီကောင်လေးနော် drivers အဲ့ဒါမှာ etc ဆိုတာရှိတယ်ပြီးလို့ရှိရင် host ဆိုအဲ့ကောင်ဖွင့်ရမှာအဲ့တော့အဲ့ကောင်ဖွင့်ဖို့ဆိုရှင်ဒီ link လေးကိုယူရကျွန်တော်မှတ်ထားလိုက်ပါ copy ကိုင်းလဲကူးထားလိုက်ပါဗျာနော်ပြီးလို့ရှိရင် notebook ဖွင့်လိုက် notebook ကိုကျွန်တော်တို့ကဘာနဲ့ဖွင့်ရမလဲဆိုတော့ run net administrator နဲ့ပေါ့နော် administrator မှုနဲ့ဖွင့်မယ်ပေါ့အဲ့ဒါ notebook ထွက်လာတယ်ကျွန်တော်ကတော့ဒီမှာ host ဆိုရင်တင်ထားတာရှိတယ်ပေါ့နော်အာမဟုတ်လို့ရှိရင်လည်းကိုပေါ့ကို host ဆိုရင်ရောက်လာပြီဆိုရင်ဒီမှာ file နဲ့မှာ open ပေါ့ ဒါဆိုရင်ခုနဒီ link လေးကို copy paste ချလိုက်အဲ့မှာဒီမှာဘာမှပေါ်မှာမဟုတ်ဘူးဆိုတော့ TAC ဖြစ်နေလို့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ကဖွင့်ချလိုက် all file လို့လိုက်အဲ့ဒါဆို host file လေးပေါ်လာလိုက်မယ်အဲ့ host file ကိုရွေးလိုက်ပြီး open လုပ်လိုက်အဲ့ဒါဒီလိုပေါ်လာလိုက်မယ်ပေါ့အဲ့ဟိုအောက်ဆုံးလွတ်တဲ့နေရာအောက်ဆုံးမှာကျွန်တော်တို့ကအခုဘာလုပ်ရမလဲဆိုရှင်ဒီ VM ဘောကသွားနေတဲ့ကုတ်ပေါ့နော်အဲ့ခုနကတော့ကျွန်တော်တို့ခရုံးမှာကျွန်တော်တို့တုံးနေတယ်မှာဒီပေါ့ပေါ့နော်အာပေါ်နံပါတ်မလို့ကျွန်တော်အဓိကဒီ IP လိမ့်စာပေါ့နော်192.168.44.130ပေါ့ ဓာတ်ကောင်လေးကိုကျွန်တော်ထည့်ပေးရမှာဗျာအလွတ်တဲ့နေမှာထည့်ကြိုက်တဲ့နေမှာထည့်ရအောင်အောက်ဆုံးမှာသွားထည့်လဲရတယ်ပြည့်တယ်မှာမရှိအာဒီကောင်လေးပေါ့ဒါတော့ကျွန်တော် HCB ဖြုတ်လိုက်မလိုဘူး132ပဲထားပြီးချက် space လေးခုံပြီးတော့ myerp. အော် sorry myerp.loc ရ locate ပြီးလို့ရှိရင် save လိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပြန်ခေါ်လို့ရမယ်အဲဒီညာလေးမှာကျွန်တော် myerp.loc locate ရသွားပြီ ဒါဆိုလို့ရှိရင်ကျွန်တော်တို့အာ session 2မှာတော့ကျွန်တော်တို့လောက်ခဲ့တယ်ပေါ့နော်အာ site ကိုကျွန်တော်တို့ဝင်လို့ရပြီပေါ့နော်အာဒါက VM ပေါ်မှာမဟုတ်ဘူးကိုယ့်ရဲ့ OS ပေါ်မှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရှင်ကျွန်တော် admin အာ ADMINISCITOR မင်းဆိုရတာ forppp prepare okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ prepare ရောက်သွားပြီကောင်းပြီ ဒါဆိုလို့ရှိရင်ကျွန်တော်တို့က VM ရဲ့ပြင်ပါနေဒီ VM ကို VM ကို server အဖြစ်မြင်ပြီးတော့ကျွန်တော်တို့က client အနေနဲ့ယူသုံးလို့ရပြီနော်အဲဒီလိုပုံစံနဲ့ကျွန်တော်တို့သုံးပါတယ်အာအဲ့ဒါကိုမှကျွန်တော်တို့က IP address တွေပါနဲ့လုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ resolve လုပ်ပေးရမယ့်ပုံစံလေးတွေတော့ရှိသေးတယ်ပေါ့။ဒါရယ်လဲ online မှာရှာလို့ရပါတယ်။အာတကယ်လို့အခက်အခဲရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်လာပေးလို့ရပါတယ်။အဲ့လိုမျိုး IP address တွေပါနဲ့သုံးနေတယ်ဆိုလို့ရှိရင်နော်။အဲ့တော့ okay ဒါဆိုရှင်ကျွန်တော်တို့ကဒါက firewall ဘလို့ on ပြီးတော့ ဘယ်လိုမျိုးကျွန်တော်တို့ access ယူမလဲပေါ့နော် firewall ဘက်မှာ on မယ်ပြီးလို့ရှိရင်ကျွန်တော် host ဘက်မှာကျွန်တော်တို့ IP address နဲ့အဲ IP address ပြောင်းသွားရင်တော့ကျွန်တော်မရဘူးနော် ပြောင်းသွားလို့ရှိရင်ပြောင်းသွားတဲ့အချိန်မှာလိုက်ပြီးတော့ပြင်မရမယ်